လှုပ်ရှားရှိတာကိုလှုပ်တင်လှုပ်လိုက်တဲ့အချိန်မှာလှုပ်ပြဖို့ဆိုရင်တွေးမလွန်ပါနဲ့အားလုံးမင်္ဂလာပါကျွန်တော်တို့တစ်ခုခုလှုပ်ရှားရှိတယ်လောမဲ့ချိန်မှာဒါမလှုပ်ပြဘူးဆိုရင်ဒါအဓိကအကြောင်းရင်းတွေမှာဒီအတွေးလုံတဲ့ကိစ္စဒါအဓိကအကြောင်းရင်းတရားအနေနဲ့ပါပါတယ်ကိုလှုပ်ရှားရှိတဲ့ဟာကိုကျွန်တော်မပြည့်စုံသေးလို့နော်အချိန်ယူပြီးလှုပ်အောင်မယ်စဉ်းစားအောင်မယ်ဒီလိုနဲ့ကျွန်တော်တို့ကကြာနေတာလည်းရှိတယ်တခါတရံကျတော့အဆိုးရိမ်မှုတွေလွန်ကဲ နော်ဒီပုံမှာစိတ်ပူပန်ပြီးတော့မလုပ်ဖြစ်တာတွေရှိတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကိုလှုပ်ရှားရှိတာကိုမြန်မြန်ဆန်လှုပ်နိုင်ဖို့ဆိုရယ်အတွေ့မလုံးမှုအရေးကြီးတယ်တခုဆိုတာနဲ့ကျွန်တော်တို့ကစဉ်းစားဖို့ဆင်ခြင်ဖို့အရေးကြီးတာမှန်တယ်ဒါပေမဲ့ဒီလုံလုံကဲကဲရှောက်စဉ်းစားနေရင်လည်းကျွန်တော်တို့လောမဲ့ချိန်မှာမလုပ်ဖြစ်တော့ဘူးပေါ့နော်ပထမတစ်ချက်ကကျွန်တော်ရှောက်စဉ်းစားပြီးတော့အတွေ့တွေလုံပြီးတော့မလုပ်ဖြစ်တာစာရင်းမယ်ဆိုတော့ငါမှမပြည့်စုံသေးလို့အာလိုအပ်ချက်တွေရှိသေးတယ်ဝမ်းစာတွေဖြည့်ရမယ်ဆိုပြီးတော့တော်တော်လေးမရေဖြစ်တာရှိတယ်ဒီလိုပဲစာအုပ်ထုတ်မယ်ဆိုရင်လည်း ကျွန်တော်တို့ကဒီအဲကိုစောင်းမားတွေပါတဲ့စာတွေကိုစိတ်တိုင်းမကြသေးလို့မဒီဇိုင်းနဲ့စိတ်တိုင်းမကြသေးလို့အစသဖြင့်မလို့ကျွန်တော်တို့ကဒီစဉ်းစားစဉ်းစားနေတဲ့ဒီ professionalism ကျွန်တော်တို့ကဒီအကောင်းဆုံးရမယ့်အခြေအနေကိုစဉ်းစားစဉ်းစားနေတယ်တော်တော်လုံးမလုပ်ပြတာရှိတယ်။နောက်တချို့ဆိုရင်ကျွန်တော်တို့ဒီကိုယ်ပိုင်လုပ်ငန်းစကျင်တယ်။အဲငါအစင်မပြေပါပြေပါမလားဒီလက်ရှိရနေတဲ့ဝင်ငွေလေးဒီဒီဝင်ငွေလောက်မှရပါမလားငါရှိထားတဲ့အရင်းကြီးလေးငွေကြေးရင်းကြီးလေးဆုံးချုံသွားမလားစသဖြင့် ငွေကြေးအရင်ကြီးအများကြီးရှိမှနောက်ပြည့်စုံမှလုပ်မယ်မကုန်မဝန်ထမ်းတွေအများကြီးခံနိုင်မှနောက်ဒီရုံငန်းအကြီးနဲ့လုပ်နိုင်မှစာမယ်ဒီလိုမျိုးတွေကျွန်တော်တို့ကဒီ professionalism ကိုစဉ်းစားရင်စဉ်းစားရင်ねတော်တော်နဲ့မဆပြတ်တာရှိတယ်ပေါ့နော်နောက်တစ်မျိုးကတော့ကျွန်တော်တို့ကဒီစိုးရင်လွန်ခဲ့တာစိုးရင်လွန်ခဲ့တာဆိုတော့တခုဆိုတာနဲ့ဘာဖြစ်မလဲကျွန်တော်လက်တွေ့မှာအဲ့လောက်ထိစိုးရင်ကြောင်မကောင်းကိုကဒီလွန်လွန်ခဲ့ခဲ့တွေကျွန်တော်တို့ကရှောက်ပူရှောက်စိုးရင်ပြီးတော့ဒီမလုတ်ပြတ်တာတွေရှိတယ်ပေါ့နော်ထားပါတော့ investment လုတ်ချင်တယ်ကျွန်တော်ဒီမိတ်ဆွေတွေတော့မှာပဲ တခါတော့ပြောကြတာရှိတယ် investment တွေလုပ်ရှင်တယ်စီးပွားရေးလုပ်ရှင်တယ်ဒါပေမဲ့ငါဒါလေးထည့်လိုက်လို့ရှင်ကိုရှိတာတဲ့စုထားတဲ့အရင်းအီလေးများကုံသွားမလားပါသွားမလားပလုံသွားမလားဆိုပြီးတော့စိုးရိမ်ပြီးတော့မလုပ်ဖြစ်ကြအောင်ကျွန်တော်စဉ်းစားကြည့်လို့ရတယ်ဒီကိုရှိရဲ့ငွေပေါ့နော်ဒီ best တို့ investment တို့တဲ့ကိုထည့်တဲ့နော်လူဦးရေနဲ့ဒီဘန်မာဘဲတိန်းထားတဲ့လူဦးရေနဲ့ ဘယ်ကရေထွက်ပို့များမထင်လဲကျွန်တော်တို့ရိုးလေးစဉ်းစားကြည့်လို့ရတယ်ဒါအများစုကကျွန်တော်တို့ဒီပတ်စံရလာပြီဆိုရင်အိမ်မှာတိတ်အိမ်တိတ်မတိတ်ကျွန်တော်တို့ဘန်နဲ့လောက်ပဲထည့်တယ်ကျွန်တော်တို့ဒီစွန့်စားမှုယူပြီးတော့စီးပွားရေးလောက်တာ investment လောက်တာဒါအများစုကတိတ်ပြီးတော့မလုပ်ရဲကြဘူးအထူးကတော့ကိုယ်ရှိတဲ့ငွေလေးကျွန်တော်တို့ကဒီဆုံးရှုံးသွားမလားဆိုတဲ့စိတ်နဲ့ဒါမလုပ်ဖြစ်ကြတော့တချို့ဆိုရှိတယ်ဘန်နဲ့တော့မအရေဘူးဘန်နေစိတ်မချရတော့ဘူးဘန်မှာတော့အထိုင်ငါငွေကဘန်မြတစ်ခုခု ဖြစ်သွားပြီးတော့ပြန်မရတာမျိုးဖြစ်မလားဆိုပြီးတော့ကျွန်တော်အတိတချို့ရှိတယ် ဒီဝင်ဝေကောင်းတယ်တချို့ဆိုရင်ဒီနိုင်ငံမှာလုတ်တယ်သူတို့ဝင်ဝေတာကောင်းတယ်ဒါပေမဲ့ဒီမှာဘန်ထဲမှာတော့မထည့်ထားရဲဘူးဘန်နဲ့ထည့်သွားလို့ရှင်စိတ်မချဘူးကိုယ့်အိမ်မှာထားတာကိုယ်စိတ်ချရတယ်ဆိုပြီးတော့အဲဒီလိုစဉ်းစားတဲ့လူတွေလည်းရှိတယ်ဒါကြောင့်မို့ကျွန်တော်တို့ကတခုဆိုတာနဲ့ရှောက်စဉ်းစားရှောက်တွေးလုံးရင်လည်းကျွန်တော်တို့ကမလူလာတဲ့စိုးရင်ပူပတ်မှုတွေဖြစ်တယ်ပေါ့နော်ကျွန်တော်တချို့ကိစ္စတွေကတကယ်လက်တွေ့လောက်ကျင်ကိုတင်ထားတာပို့ပြီးတော့ဒီအလုတ်ဖြစ်နေတာဒီကိုတင်ထားတာပို့ပြီးတော့ ချာလက်ကောင်းနေတာရှိတယ်ဘုန်းတော်ဒါကြောင့်မလို့ကျွန်တော်တို့တခုဆိုတာနဲ့လုံလုံခဲခဲရှောက်စဉ်းစားနေတာမျိုးထက်ကျွန်တော်တို့လှုပ်တဲ့လှုပ်တဲ့အချိန်မှာဒါလက်တွေ့လှုပ်ကြည့်ဖို့အင်ပရန်ရည်ကြည်ပါတယ်တုတ်တဲ့ငွေချင်းနဲ့စီဝိုင်းဆိုင်ဖီဒီယိုဒီပုံမှန်ကြည့်ရှုနားဆင်နေတဲ့ဆိုရင်တော့ channel လေး subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်